မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းမြန်မာနိုင်ငံရေးကြောင်းပညာတက္ကသိုလ်ရှိနေရန်ကုန်စီပွားရေးတက္ကသိုလ်ရှိမျက်နှာစာတွင်တန်ရှင်းတာယာလှပရေးလုပ်ငန်းများအားကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းနဲ့တိုင်းဒေသကြီးဝင်းကြီးများသည်ဒီဇင်ဘာ9ရက်မွန်လွယ်ပိုင်းကကျောင်းသားကျောင်းသူများရှင်းအနေကင်းရှင်းစွာသွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံရေချောင်းပညာတက္ကသိုလ်ရှိတွင်လူသားစင်ကြံဆောင်ရွက်နေမှုနှင့်ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှိမျက်နှာစာတွင်တန်ရှင်းတရားလှပရေးအတွက်ဆောင်ရွက်နေတဲ့လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုဆက်စီကြောင်းသိရပါသည်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းနှင့်ဖွဲ့သည့်တန်လီမြို့နယ်မြန်မာနိုင်ငံရေချောင်းပညာတက္ကသိုလ်ရှိတွင်အကျယ်ခွနပီအလျားပေ2300လူသားပလက်ဖောင်းဆောင်ရွက်နေတဲ့လုပ်ငန်းခွင်သို့တွားရောက်ကြည့်ရှုဆက်စီပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်ကလုပ်ငန်းများဆောင်ရွက်ရာတွင်တစ်ပင်များထိခိုက်မှုမရှိစေရည် ကျောင်းရှိတန်ရှင်းတရားလှပစေရေးအတွက်တစ်ပင်များထပ်မံစိုက်ပျိုးရန်ရေစီးရည်လာကောင်းမှုရေးအတွက်ရေထွက်ပေါက် platform ဖြင့်မြောင်းများစနစ်တကျဆောင်ရွက်ရန်လုပ်ငန်းများအချိန်တိုတွင် PC ရည်နှင့်တက်မှတ်ကာလအတွင်းစံချိန်စံညွန်းကန့်ညီစွာဖြင့် PC အောင်ဆောင်ရွက်ရန်တို့ကိုမှာကြပါသည်။ အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့ဖွဲ့သည့်တကုံမြို့သစ်တောင်ပိုင်းမြို့နယ်အမှတ်နှစ်လမ်းမကြီးရန်ကုန်စီပွားရေးတက္ကသိုလ်ရှိမြင်းစားတွင်အရှိပေ4200အကျေ16ပေဇလားပုံရေးမြောင်းစောင်းဝန်းတဲ့လုပ်ငန်းနဲ့အရှိပေ4200အကျေ16ပေကွန်ကရစ်လမ်းခင်းခြင်းစောင်းဝန်းမှုအခြေအနေများညီဖူချင်းလုပ်ငန်းစောင်းဝန်းနေမှုနဲ့တစ်ပင်များစိုက်ပျိုးထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကလုပ်ငန်းစောင်းဝန်းနေမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ကတစ်ပင်များစိုက်ပျိုးရာတွင်လေပြင်းထန်ခံနိုင်ရေးအတွက်စနစ်တကျစိုက်ပျိုးရန် န်ပန်းသစ်ပင်များစနစ်တကျစိုက်ပျိုးရန်ရေမြောင်းများတွင်အနံဆိုးများကင်းရှင်းအောင်ဆောင်ရွက်ရန်မြေပူချင်းလုပ်ငန်းအားခိုင်ခဲ့မှုရှိစေဆောင်ရွက်ရန်နှင့်လုပ်ငန်းများအချိန်မီပြီးစီနှင့်တမတ်ကာလအတွင်းစံချိန်စံညွန်းကညီစွာဖြင့်ပြီးစီအောင်ဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်းသိရှိရပါသည်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပူလာတာပါ